ချမ်းသာမှုကြော်ကြားမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါရီသူမသိခင်ပြောခဲ့တဲ့စကားတွေကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာခုံကြပါရီကမ္ဘာပေါ်မှာငါးပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့စကားကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီအရင်ပိုင်းမှာရွာတွေကိုဝင်လာခဲ့တဲ့အကြောင်းမဲပင်လယ်ဓမြကြီးကိုဥဆုပ်ကနေရာမကြီးမှာထိုင်ဆောင်နေပါရီ မြောက်ဘက်ကလာတဲ့ကြောင်မဲပင်လယ်ထမားတွေကလူဖီရိုးရဲ့ဒင်းမောပေါ်ကနေရတနာတွေကိုယူသွားတဲ့အချိန်ဥစုပ်ကလည်းသူ့ရဲ့လမ်းကြောင်းမှာသွားတာကိုသိပြီးလူဖီရိုးကိုလမ်းမှန်ပြပေးပါရီအမြဲတမ်းလမ်းလွဲနေတဲ့လူဖီကတောင်စုံမြောက်ရောက်ပြီးဇိုရိုကလည်းနာမီရဲ့လက်ချက်နဲ့ဥစုပ်ရဲ့ထောင်ချောက်စီကိုရောက်နေတဲ့အချိန်မှာကပတိန်ဥစုပ်ကတော့ကြောင်မဲပင်လယ်ထမားတွေနဲ့ထိတ်တိုက်တွေ့နေပါရီအားကောင်းတဲ့ပင်လယ်ထမားတွေကိုဥစုပ်ကမနိုင်မိမဲ့နာမီနဲ့အတူတူအချိန်တော်ကြာဆွဲထားနိုင်ခဲ့ပါရီကပတိန်ကူရိုတစ်ဖြစ်လဲဂလတ်ဟာတော့ကသူတို့စီစဉ်ထားတဲ့အချိန်ကိုရောက်မလာတဲ့သူ့ရဲ့တပည့်တွေကိုဒေါသထွက်နေပါပြီ။ ဲဒါကြောင့်သူတို့တွေကိုသွားပြီးရှာဖို့အတွက်ဂလဟာတို့ကရဲတိုက်ကနေထွက်လာတာကိုဥစုပြက်တပည့်လေးတွေကမြင်သွားပါတယ်ကြောင်မဲပင်လယ်များတွေကိုတခဏလေးနဲ့ရှင်းပြနိုင်လိုက်တဲ့ဇိုရိုနဲ့လူဖီကိုကြည့်ပြီးဥဆုပ်ကမင်းတို့ကောင်တွေကဒီလောက်တောင်ကျန်းလာလားလို့မိလိုက်ပါတယ်။လူဖီတို့အကြောင်းကိုသိနေတဲ့နာမီကနင်တို့တွေဘာလို့နောက်ကျနေရလဲဆိုပြီးအပြစ်တင်လိုက်ပါတယ်။ဒါကြောင့်ဇိုရိုကနင်လုံးလို့ငါတို့နောက်ကျနေရလေလို့ပြောလိုက်တဲ့အခါသူ့အပြစ်ကိုသိတဲ့နာမီကငါတို့နှစ်ယောက်စလုံးအောက်ကိုချော်ကြတာထက်ဆိုင်ရင်တယောက်လို့သွားတာပိုကောင်းပါတယ်လို့ဖြေသိမ့်ပေးလိုက်ပါတယ်။ လူဖီနဲ့ဥဆုပ်ကလည်းတောင်ထဲမြောက်မှာတော့အခုထိပြသနာတက်နေကြတော့မှာဥဆုပ်ကလူဖီကိုသူတော်စကားမဆုံးသေးပဲယုံကြည်မှုရှိရှိဘာကြောင့်ပြေးသွားရတာလဲဆိုပြီးအပြစ်တင်နေပါတယ်မနက်လေးလေးနေပြီမို့လို့ဘေးနားကကြည့်နေတဲ့ဂျန်ကူကငါတို့ကပတိန်ကူရိုကဒေါသကြီးရင်ဘလောက်ဆိုးရဲဆိုတာမင်းတို့သိတယ်မလားဒီနောက်အောင်ချရာလောက်လေးနဲ့လဲမသွားစေနဲ့လို့ပြောပြီးသူအိတ်ထဲကစိတ်ညွတ်တန်ခွင်းလေးကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့နဲ့ငါက1 2ဂျန်ကိုလို့ပြောလိုက်တာနဲ့မင်းတို့တွေအားလုံးဒဏ်ရာရေးပျောက်ပြီးပို့ပြီးတံမာလာရမယ်လို့အားပေးလိုက်ပါတယ်။ ဒါရီကိုအပေါ်စီကနေကြည့်နေတဲ့နာမီကအပေါ်ရီလုံးနေတာပဲဒါရီကတကယ်မဖြစ်နိုင်ပါဘူးလို့ညင်းနေပါရီအမှန်မရှိတဲ့လူဖီကတော့ဂျန်ကိုတံပြားလေးကိုစူးစိုက်ကြည့်နေပြီဂျန်ကိုစီကနေ1 2ဂျန်ကိုဆိုတဲ့ဇကားဆုံးတာနဲ့မှောက်နေကြတဲ့ပင်လယ်ဓားတွေကချက်ချင်းပဲထလာနိုင်ပြီးတောင်ကြီးတစ်ခုလုံးကိုပါဖြိုနိုင်သွားပါရီပြီးတာနဲ့ဂျန်ကိုကသူတို့စီစဉ်နိုင်လို့ဖို့အတွက်ဒီကောင်းလေးကိုရှင်းလိုက်ကြစမ်းလို့အမိန်ပေးလိုက်တဲ့အခါအသီးစိတ်မရှိတော့တဲ့ဓားအဖွဲ့ကြီးတောင်မော်ကိုဝုံနိုင်ချဲပြီးတက်လာကြပါရီဒါကိုမြင်တဲ့ဇိုရို ်ဥစုပ်နဲ့နာမီတို့ကကြောက်လန့်နေကြပြီးဒါကမဖြစ်နိုင်ပေမဲ့တကယ်ကြီးစိတ်ညှို့ခံလိုက်ရတာလားလို့ထူးဆန်းစွာပြောနေပါရီဇိုရူကနာမီနဲ့ဥစုပ်ကိုအနောက်ကိုဆုပ်ဖို့တတိပေးပြီးဒီကောင်တွေကိုသူနဲ့လူဖီကတာဝန်ယူပြီးနှိမ်နှင်းပေးမယ်လို့အာမခံပါရီအရင်ကဆိုစကားအများကြီးပြောရတဲ့လူဖီကအခုအတန်တိတ်နေရမို့ဇိုရူကအဆင်ပြေမပြေလှမ်းမိလိုက်ပါရီအဲဒီခါမှာဂျန်ကိုစိတ်ညှို့ခံရတဲ့လူစုတွေမှာလူဖီပါပါသွားတာကိုတတိထားမိတဲ့နာမီတို့ကငတ်တုံးကောင်ဆိုပြီးအပြစ်တင်နေကြပါရီ ဒါပေမဲ့ဂျန်ကိုစိတ်ညှို့ခဲ့တယ်လို့အရင်ကထပ်ပိုချမ်းနေခဲ့တဲ့လူဖီကဘာမှပြောညာမပြောနဲ့တောင်ပေါ်တက်လာတဲ့ပင်လယ်ရမအဖွဲ့ကြီးစီကိုမြန်မာလူကြီးပြေးဝင်သွားပါတယ်။လူဖီရဲ့မူပိုင်ရောဘတ်လက်သီးကိုတုံးပြီးအချက်ပေါင်းများစွာလက်သီးတိုင်းနဲ့ပင်လယ်ရမခေါင်းလေးကိုပြေးကျွေးလိုက်တဲ့အခါမှာအားလုံးကတိန်နေပေါ်ကိုဝဲပြီးဂျန်ကိုရှေ့ကိုကျလာပါတယ်။အားလုံးကိုမျက်မြင်တွေ့လိုက်ရတဲ့ဂျန်ကိုကကပတိန်ကူရိုပြောတဲ့ခန့်ညံ့ညံ့ကောင်လေးတစ်တိုက်ကခမည်းပြောသလိုအလကားကောင်နေမဟုတ်ဘူးလို့ပဲကောက်ချက်ချလိုက်ပါရီလူဗီကမမောက်သေးတဲ့ကောင်လေးကိုလည်းအတကုံပိတ်တီးခဲ့ပြီးသူတို့အားလုံးကိုကြော်ကကြောင်မဲပင်လယ်ရမတင်မောကြီးစီကိုပြေးသွားပါရီ လူဖီရဲ့လောရကြောင့်အားလုံးကကြောင်သွားခဲ့ပြီးသူတို့တင်မောကြီးကိုဖျက်ဆီးပြစ်မယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့လူဖီကတင်မောကိုဖျက်ဆီးတာမဟုတ်ဘဲလေဦးထိတ်ကတစ်သားချောင်းကြီးကိုဖျက်ယူလိုက်ပါတယ်။လူဖီရဲ့ပြုမှုတွေရောသူတို့ကိုဖျက်ရိုက်တော့မယ်ဆိုတာသိလိုက်တဲ့ပင်လယ်သမားတွေကသူတို့ရဲ့ခေါင်းဆောင်ဂျန်ဂိုကိုအကူအညီလမ်းနှောင်းကြပါတယ်။ဂျန်ဂိုကလည်းသူ့ရဲ့တပ်များနဲ့ဝမ်ဒူးဂျန်ဂိုဆိုပြီးအိမ်မွေးချလိုက်တဲ့အခါမှာထုံးစံအတိုင်းလူဖီကအိမ်မွေးချခံလိုက်ရပြီးလဲကျသွားပါတယ်။ရွာရဲကအိမ်မှာတော့ဥစုပင်နဲ့တမျှအဖွဲရဲ့ကလေးတစ်တိုက်ကဂလတ်ဟာရောအကြောင်းတွေကိုခါရာစီကိုပြောဖို့အတွက်စူးစမ်းနေကြပါတယ်။ ။ဦးစုပ်ဝင်နေကြဖြစ်တဲ့ခါရာရီရဲ့အင်္ဂါအပေါက်တွေကိုဖွင့်ပြီးဝေမှုစူးစမ်းကြပါရစေ။ဒါပေမဲ့ဂလတ်ဟာရောကအပေါက်တွေကိုဂျိုတင်ပိတ်ထားတာမို့သူတို့စူးစမ်းမှုကအရာမထင်ပါဘူး။အဲ့ဒီချိန်ခါရာကအိမ်မက်ထဲမှာဦးစုပ်ကိုထည့်ပြီးမှတ်နေပါရစေ။အမြဲတမ်းရီမောင်းအောင်လုပ်တတ်တဲ့ဥဆုပ်ကဒီတစ်ခါမှသူမကိုဓာတ်ချောင်းနဲ့တတ်ဖို့ကြိုးစားနေတာမို့ခါရာကအိတ်နေရာကနေလန့်နှိုးလာပါရည်။အင်ဂျီရဲ့အောက်ထပ်ကိုဆင်းလာတဲ့အခါမှာအိန်တော်ထိန်မယ်ရီရဲ့သွေးတန်ရဲရဲလဲကျနေရာကိုခါရာတွေ့လိုက်ရပါရည်။ အင်တော်ထင်းကြီးမယ်ရီကဂလတ်ဟာရောလက်ချက်နဲ့မသေးဆုံးမိမှာဂလတ်ဟာရောကပင်လယ်များတစ်ယောက်ဖြစ်ပြီးခါရာရဲ့စီးစိမ်တွေကိုလိုချင်တာမို့လို့ဟန်ဆောင်နေခဲ့တာကိုအကုန်ပြောပြလိုက်ပါတယ်ခါရာကမယ်ရီပြောတာကိုမယုံကြည်ပေမဲ့လက်တွေ့မှာကအမှန်တကယ်ဖြစ်နေတာကြောင့်ဦးစိုးပြောသမျှအမှန်နေဆိုတာသိသွားပါတယ်အင်တော်ထင်းကြီးမယ်ရီကငါတို့တွေဒီကောင်လေးပြောတာကိုမယုံကြည်နိုင်ခဲ့ကြတာသူအဖြစ်မှန်တွေကိုသိသိချင်းငါတို့ကိုပြောဖို့ကြိုးစားပါသေးတယ်လို့ပြောလိုက်ပါတယ်ခါရာကလည်းသူ့ရဲ့လက်ကိုဆွဲပြီးသူမရဲ့အသက်ကိုကယ်တင်ဖို့ကြိုးစားခဲ့တဲ့ဥဆုပ်ပြည့်စေတနာကိုစော်ကားမိလို့အတွက်ဝမ်းနေနေပါတယ်။ အင်တော်ထင်းကြီးကငါတို့တွေသခင်မာလီရဲ့အတန်းနဲ့ရွာကိုချက်လို့လာပြီးတတိပေးကြတဲ့မိတ်ဆွေကိုကြတော့နှင်ထုတ်ခဲ့မိတာပဲလို့ဝမ်းနည်းစွာပြောလိုက်ပါတယ်။မနေ့ကဒီအင်ကြီးကလုံချုံရီးတွေအကုန်လုံးကအားလဲရဲ့ယူသွားခဲ့တာမို့လို့မယ်ရီနဲ့ခါရာပဲကြံတော့တာပါ။ဒေလူနီပါဖြစ်နေတဲ့မယ်ရီကတကယ်လို့သာအင်ထဲကိုဂလက်ဟာတော်ဝင်လာရင်အင်ကြီးကိုရောစီးစိန်ကိုရောပေးပြီးအသက်ကိုသာလွတ်အောင်ရှောင်မှုအတွက်မှာခဲ့ပါတယ်။ခါရာကလည်းဂလက်ဟာတော်ကိုတားနိုင်မဲ့သူကသူမတယောက်တည်းရှိတာကြောင့်အပြင်ကိုထွက်သွားပါတယ်။ လူဗီလက်ချက်နဲ့အားလုံးလဲကျသွားတာကိုတွေ့လိုက်ရတဲ့ Usopp ကလူဗီကလည်းဘာရန်ဂျီအောက်ပြနေတာမျိုးစိတ်ပူသွားပါတယ်။ဇိုရိုကဒီကောင်ကဒါလေးပြတာနဲ့မသိနိုင်ပါဘူး။မင်းသားမင်းနိုင်ရာတွေကိုဂီယူဆိုင်လို့ပြောပြီးအားပေးနေပါတယ်။တယောက်တည်းချက်နေတဲ့ဂျန်ကိုကသူ့ရဲ့တပည့်တွေအားလုံးလဲကုန်ပြီမို့ဘာဆက်လို့ရမလဲဆိုတာစဉ်းစားနေရင်သူတို့ရဲ့တူပါလာတဲ့မြောင်ပန်းဘရာသာဆိုတဲ့ဘွက်ဖွဲအဖွဲတစ်ခုကိုတရိယာသွားပါတယ်။ဂျန်ကိုကမြောင်ပန်းဘရာသာကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာကျောင်းလူသားပုံစံလှုပ်ထားတဲ့ဆိုင်ယမ်နဲ့ဘူချီဆိုတဲ့ခက်ကြံကြောင်လူနှစ်ယောက်ကရောက်လာပါတယ်။ ဂျန်ဂူကဆိုင်ယမ်ကိုဒီကောင်တွေကိုကူးချက်ချင်းသွားတိုက်လိုက်ဆိုပြီးခိုင်းစေလိုက်တဲ့အခါမှာဆိုင်ယမ်ကမတိုက်ချင်အောင်လို့ငိုပြီးပြေးလာပါရီဘေးကနေကြည့်နေတဲ့နာမီကသူကဘာကိစ္စနဲ့အတင်းကြပ်ကြီးတိုက်ခိုင်းနေရတာလဲဆိုပြီးစဉ်းစားနေတော့ဇိုရိုနာကိုရောက်သွားတဲ့ဆိုင်ယမ်ကချက်ချင်းပဲအကွက်တစ်ထုတ်လိုက်ပါရီမင်းကကိုအထင်သေးနေရမှာလားငါသာမင်းနေရမှာဆိုမြောင်မန်းဘရာသားကိုအထင်သေးရမှာမဟုတ်ဘူးလို့ပြောပြီးဇိုရိုကိုလက်သေးနဲ့ကုတ်လိုက်ပါရီဇိုရိုကရှောင်လိုက်ပေမဲ့ဇိုရိုရဲ့ဒါနလက်ကတော့ဆိုင်ယမ်စီကိုပါသွားပါရီ ဲ့ဒါကဆိုင်ယမ်ရဲ့အကျွမ်းကျင်ဆုံးကြောင်းတခိုးတိုက်ပွဲဖြစ်တာကြောင့်ဂျန်ဂူရုကလည်းတော်လေးအားရနေကြပါသည်ဆိုင်ယမ်ကဇိုရိုတန်မူအထားဆုံးဓာတ်လက်ကိုလွှင့်ပစ်လိုက်တာကြောင့်ဇိုရိုကအရန်စိတ်ဆိုးသွားပါသည်အဲ့ဒါကြောင့်ဆိုင်ယန်ကိုပြေးပြီးခုတ်ပိုင်းလိုက်တဲ့အချိန်မှာပဲဆိုင်ယန်ကိုဓာတ်နဲ့ထိသွားပြီမယ်။ကြောင်းလီလိုမျိုးကွေးနိုင်ဆန်းနိုင်တဲ့အတွက်မသိတဲ့အပြင်အနောက်ကနေဇိုရိုးကိုလက်မိချုပ်လိုက်ပါရီ ဇိုရိုကမိသွားတဲ့အချိန်မှာဘူချီကအဝေးကနေပြေးလာပြီးဇိုရိုကိုဖိချေမယ်လို့မှဇိုရိုကရှောင်းလိုက်နိုင်ပါလိမ့်။မြောင်မန်းဘရာသာရဲ့အားရီကအရန်ပြင်းလွန်းတာမို့ဇိုရိုကအသေးချေခုခံနေရပြီးဒါတစ်ချောင်းနဲ့သာရှိနေတဲ့ဇိုရိုအတွက်အတော်လေး challenge ဖြစ်နေပါလိမ့်။ဘေးကနေကြည့်နေရတဲ့ဥဆုပ်ကသူ့ရဲ့လောက်လေးဝစကေးနဲ့မြောင်မန်းဘရာသာဆိုတဲ့နှကောင်ကိုဝင်ပြီးပြစ်ပေးပေးမယ်။လောက်စလုံးကဇိုရိုရဲ့ကြောပြင်ကိုပဲထိမှန်သွားခဲ့ပါလိမ့်။ဇိုရိုကအရန်ဒေါသထွက်ပြီးမင်းတို့တွေဘာဖြစ်နေရလဲ။မင်းတို့သာသူ့ကိုတိုက်ခိုက်ရင်ဒီနှကောင်ကမင်းတို့စီလာမှာအဲကြောင်ငါလေးကဲနိုင်မှာမဟုတ်ဘူးနော်လို့သတိပေးလိုက်ပါလိမ့်။ တကယ်တော့ဥဆုပ်ပြလို့လိုက်တဲ့လောက်စလုံးကလမ်းလွဲပြီးဇူရိုကျော်ကိုထိသွားတာမဟုတ်ဖ ೇನೆ ဇူရိုကသာနာမီနဲ့ဥဆုပ်ပြအသက်ကိုကယ်တင်ခဲ့တာပါဒါကိုသိတဲ့နာမီကဇူရိုကိုကူညီဖို့အတွက်အကြံဉာဏ်ထုတ်နေခဲ့ပါလေမြောင်မန်းဘရာသားနှစ်ကောင်ကလည်းဇူရိုကိုဖိပီးတိုက်နေတာမို့တကယ်လို့သာဇူရိုရဲ့ဓာရီကိုပြန်ယူပေးနိုင်ခဲ့ရင်ဇူရိုဘက်ကအလေးသာနိုင်မယ်လို့တွေးမိပါရီအဲဒါကြောင့်နာမီကဇူရိုရဲ့ဓာရီကိုယူပေးဖို့တောင်အောက်ကိုဆင်းပြီးပြေးလာခဲ့ပါရီနာမီပြေးလာတာကိုမြင်လိုက်တဲ့ဂျန်ကူကနာမီဓာရီယူမရအောင်သူ့ရဲ့တန်ခွင်းနဲ့ရိုက်လိုက်ပါရီ သူတို့တွေချင်းချင်းချနေတာကိုဓာရီယူပြီးဘာလို့မလုပ်လဲလို့ဂျန်ကူကမင်းနေတော့သူရဲ့မျက်လုံးထဲကနေကပတိန်ကူရိုကိုတွေ့လိုက်ပါတယ်ကပတိန်ကူရိုတဖြစ်လဲဂလတ်ဟာရောကသူ့ရဲ့မျက်စိရှိမှရင်ဖြစ်နေတဲ့အရာတွေကိုကြည့်ပြီးညကအချိန်ကုန်သွားတာကြာပြီးကစီစဉ်ထားတဲ့အတိုင်းဘာမှဖြစ်မလာတာကတော်တော်လွန်နေပြီလို့ ADA ဆန်နဲ့ပြောပါတယ်ကပတိန်ကူရီရဲ့စကားကိုကြားလိုက်တဲ့အကြောင်းမဲပင်တဲ့သူများတွေကအယံကြောက်လန့်နေကြပြီးသူတို့ရဲ့ဆုံးသက်ကိုသူတို့တွေခံမှန်းနိုင်နေကြပါပြီ။ ်အကုန်လုံးကကက်ပတိန်ကူရိုကိုကြည့်ပြီးကြောက်လန့်နေကြပါပဲ။ဆရာကြီးလူဖီကတော့အခုထိအေးအေးဆေးဆေးအိတ်လို့ကောင်းနေရင်အပိုင်း73ကဒီမှာပဲပြီးဆုံးသွားပါတယ်။